ရန်ကုန်တိုင်းရန်ကုန်မြို့ဈေးကွက်ထဲမှာဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဈေးအဆမတန်မြင့်တက်နေတာကြောင့်လုပ်ငန်းတွေရပ်ဆိုင်ထားရတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းအတိုင်းဝိုင်းစီကနေသိရပါဗျာ။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကိုနေဆက်ကုံသွေးလမ်းကြောင်းကနေအဓိကတင်သွင်းနေတာဖြစ်ပြီးစစ်ကောမရှင်ကနေဆက်ကုံသွေးဂိတ်တွေကိုကန့်သက်ပိတ်ပင်ထားတာကြောင့်ပစ္စည်းလိုအပ်ချက်အခက်အခဲတွေရှိနေတယ်လို့သိရပါဗျ။အခုနေဆက်လမ်းကြောင်းတွေကနေသွင်းမရတော့ပစ္စည်းတွေပြတ်ဈေးတွေကတက်နေအဆင်မပြေလို့ရထားရတဲ့အတွက်လုပ်ငန်းတွေပြန်မစနိုင်ဘူးလို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်ကပြောပါတယ်။ဒါ့အပြင် တချို့ဆောက်လက်ဆအဆောက်အဦတွေကိုအရှုံးခံပြန်ရောင်းနေကြရတယ်လို့လည်းပြောပါတယ်။ အရင်2024ခုနှစ်ကဈေးကွက်အတွင်းမှာတန်တဒံကိုငွေကျပ်24သိန်းကျော်ရှိရာကနေလက်ရှိမှာတော့တဒံကို35သိန်းနီးပါးအထိဈေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။စောက်လို့ရေလုပ်ငန်းခွင်တွေရပ်ဆိုင်ထားတဲ့အတွက်အခြေခံလှုပ်သမားများစုဟာ အလုံးအကင်အခွင့်အလမ်းမရှိသလောက်နေပါသွားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဩဂတ်လ23ရက်နေ့ကစပြီးစစ်ကောင်မရှင်ကပြင်ပကနေလူသုံးကုန်ပစ္စည်းနဲ့စားလို့ရပစ္စည်းအပါအဝင်ကုန်ပစ္စည်း35မျိုးကိုတင်သွင်းခွင့်ပိတ်ပင်ထားပါတယ်ရှင်။